ဟုတ်ကဲ့ကျွန်တော်ချင်းမိတ်ဆွေများအားလုံးပဲခင်ဗျာကျွန်တော်ဒါပုံမှန်တစ်ပတ်တာဒါတင်ပေးနေကြဖြစ်တဲ့ဗီဒီယိုလေးလာပါပြီအစအဆုံးအထိကြည့်ပြီးတော့ဗောနော်ဒါဗီဒီယိုရင်းပေါက်ချင်တယ်ဆိုတဲ့မိတ်ဆွေတွေဗီဒီယိုချင်းတိုင်းရှိမြက်ချင်တယ်မြက်ပြီးရင်ကျွန်တော်တို့ကတော့နားနေပါတယ်ကြာသာရေးတောက်ကြမှာပဲကျွန်တော်တို့ပေါ်ပါလောက်ပဲကစားပြီးတော့ဗီဒီယိုတွေအမြတ်ထွက်ချင်ပါတယ်ဆိုတော့မိတ်ဆွေတွေကျွန်တော်အပတ်စဉ်လုပ်ဝင်နေကြဖြစ်တယ်ပတ်တိတလုံးနော်ပတိတလုံးရယ်ဘုရူတွင်ပတိတလုံးရယ်အဲနှစ်ရက်တွင် ကြာလာမယ်ပတိတစုံရယ် နေ့တိုင်းပါကျွန်တော်ဒီမှာတခါတည်းထည့်ပြီးတော့ပြောသွားပေးမယ်ပေါ့နော်အခွေတပတ် လုံးစာအတွက်ခွေလဲကျွန်တော်ပြောသွားပေးပါမယ်မပြောက်ပတ်သေးရောပေါ့နော်အားလုံးအားလုံးကိုကျွန်တော်ဒီဗီဒီယိုလေးမှာအာထဲထဲဝင်ဝင်အကုန်လုံးကျွန်တော်ပြောပြီးတော့ပြောသွားပေးမယ်ပြည့်ရလည်းမပါဘူးဆိုတော့ AC ကစားလို့ရပါတယ်နော်နောက်ဆုံးနေ့ကတော့အချိုကနန်းနေနောက်ဆုံးနေ့ကဒီမှာကကျွန်တော်တို့ကခုံကိုထွက်တာခင်ဗျအချိုကခုံကိုထွက်ရင်တစ်ဆင်းတစ်ဆယ်ပြန်ထိုးရတာဖြစ်တယ်ကျွန်တော်မအားတဲ့တော့ကျွန်တော်လာပြီးတော့မပေးပြလိုက်ဖို့ပေါ့နော်ကျွန်တော်မပေးပြလိုက်တာဖြစ်တော့ကျွန်တော်မိတ်ဆွေတွေတို့လည်းကျွန်တော်နှုံညွတ်တောင်းပန်ပါတယ် အခုကျွန်တော်ကပြပြီးမယ်ဒီဟိုဟာမှာကတော့အရင်ဆုံးနေ့တိုက်ကိုအရင်ဆုံးပြောပြမယ်ပေါ့နော်နေ့တိုက်ပတ်တီဘာပတ်ရမယ်ဘာပတ်ရမယ်နေ့တိုက်ပတ်တီကတော့ကျွန်တော်ကတော့ဒီနေ့အထူးဟိုပတ်တီပေါ့နော်အထူးပတ်တီကတော့ကျွန်တော်ကတော့တစ်ချောက်ပတ်တီဖြစ်ပါတယ်နေ့နေကုန်ကစားမယ်ဆိုတဲ့မိတ်ဆွေတွေကနေရောညာရောဒါမနဲ့ညာတော့ကစားပြရမယ်เนาะမနဲ့ညာကစားပြပါတစ်6ပတ် ပြီးတော့မိတ်ဆွေတွေထိထိမိမိပေါက်နိုင်ပါလိမ့်မယ်ရွေးကွက်ဩကွက်တွေကိုလည်းကျွန်တော်ရွေးပြီးတော့ထုတ်ပေးပါမယ်ကဲနှစ်ရက်တွင်ပတ်တီးကိုတော့ကျွန်တော်ပြောသွားပေးမယ်နှစ်ရက်တွင်ပတ်တီးကတော့ ီမှာဒီအထက်အောက်ဒီ9ဒုံညာဒီပါဝါဖြစ်ခဲ့ပါပြီနော်အထက်အောက်ပါဝါဖြစ်ဖြစ်တဲ့နှလုံးမှာ2ရက်တွင်ဆင်းတယ်ဆိုတဲ့အတိုင်းဒီမှာ3ရက်ဒီပါဝါဖြစ်တယ်ဆိုဖြစ်တဲ့ဟာညနေပိုင်းမှာကျွန်တော်တို့တန်းပြီးတော့ဆင်းခဲ့တဲ့ခမဒီမှာအထက်အောက်ဒီမှာဒီမိတ်ဆွေများကြည့်ပါနော်9ဒုံညာဒီဒီမှာအထက်အောက်ဖြစ်ခဲ့တယ်ဆိုရင်ဖြစ်တဲ့အလုံးကဒီမှာကြီးချင်းနေဒီမှာပေါ့နော်2ရက်ကြော်တာနဲ့တို့ကြံတန်းပြီးတော့တို့ဆင်းလာခဲ့တယ်ဆိုရင်ကျွန်တော်2ရက်အတွက်ပတ်တီးကတော့ကျွန်တော်ဒီ9ဒုံညာပတ်တီးဖြစ်ပါတယ် အဲ့ဒီဟာကိုမှကျွန်တော်ဒီမပြောက်ပတ်တီးကိုလည်း9နဲ့3ညနဲ့ကိုပဲကျွန်တော်ထုတ်ပါတယ်ဗိုလ်ဒူးတွင်းကိုလည်း9 3ညပတ်တီးပဲကျွန်တော်ရပါတယ်အဲ့တော့မိတ်ဆွေတွေ9ပတ်တီးကိုနိုင်9ပတ်တီးပါပါ3ညပတ်တီးနိုင်လဲဆိုတော့3ညပတ်တီးပါပါဒီမနေ့16နဲ့ကတ်ထုတ်မယ်ဆိုလို့ရလို့ရှိရင်လည်းရပါတယ်နော်ဒီနေ့အတွက်တနေ့ကုန်ဒီ16ပတ်တီးပါနေ့တိုင်းပေါက်ချင်တယ်ဆိုတော့မိတ်ဆွေတွေက1ပတ်တီး6ပတ်တီးကိုပဲထိထိမိမိပတ်ပါခွေဘူးကတော့6.89ဆိုတော့ခွေဘူးပါနှစ်ကြိမ်ထက်မနေထွက်ပါလိမ့်မယ်နော် နှစ်ကြိမ်ထက်မနည်းထွက်ပါလိမ့်မယ်အခွေဘူးဆိုရင်ကျွန်တော်ပြောပြပေးထားတယ်နော်6.8 9ခွေဘူးပါနှစ်ကြိမ်ထက်မနည်းထွက်ပါလိမ့်မယ်ပတ်တီးကတော့နှစ်ရက်တွင်9တုံညဖြစ်တယ်လို့မပြောက်ပတ်တီးကလည်း9နဲ့တုံညနဲ့ပဲဖြစ်ပါတယ်ဗုဒ္ဓူးအတွင်းပတ်တီးဒီလည်း9တုံညပဲဖြစ်ပါတယ်ခင်ဗျာနော်နေ့တိုင်းပတ်တီးနဲ့ကစားခြင်းနဲ့ဆိုတော့မိတ်ဆွေတွေကတော့ဒီနေ့ကတော့ဒါ16ပတ်တီးပါမနေ့ညနေ ကစားပေးရမယ်ပေါ့နော်မနက်ပတ်ဒီညနေပတ်ဒီကစားပေးရမယ်အ channel လေးလည်း subscribe လုပ်ထားကြပါ channel လေး subscribe လုပ်ပြီးတော့အမိတ်ဆွေတွေအမြဲတမ်းဝင်ကြည့်ပြီးတော့ကစားလို့ရပါတယ်ခု channel လေးမှာတော့ဒါဗီဒီယိုလေးလည်းကျွန်တော်နေ့စဉ်မပြတ်မနက်တစ်ချိန်ညနေချိန်အားရင်အားတယ်လို့မျိုးကျွန်တော်တင်ပေးနေတယ်ပေါ့နော်အဖွင့်ပွဲလေးလှပါစေအားလုံးမထိထိမိပောက်တဲ့နေ့ရက်လေးဖြစ်ပါစေတစ်ချောက်ပတ်ဒီနဲ့ရတဲ့လူတွေလည်းညနေပိုင်းမှာကျွန်တော်ထပ်ပြီးတော့ခဏလေးလေးလုပ်ပြီးကျွန်တော်တင်ပေးပါမယ်နော်